ထိုင်းမှာအောင်မြင်နေတဲ့မြန်မာအနုပညာရှင်၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုထဲမှာတော့မြန်မာပရိသတ်တွေရဲ့အခြေကိုသာမကအိန္ဒိချင်းထိုင်းနိုင်ငံကပရိသတ်တွေရဲ့အားပေးမှုကိုပေါ့အခိုင်အမာရရှိထားတဲ့မြန်မာအနုပညာရှင်၃ယောက်အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်သူတို့ရဲ့အောင်မြင်မှုတွေကမြန်မာအနုပညာလောကအတွက်အကုန်ယူစရာဖြစ်တယ်လို့နိုင်ငံတကာအလဲမှာမြန်မာအနုပညာရဲ့အရေးအသွေးကိုတက်တည်ပြနေရလဲဖြစ်ပါတယ် နံပါတ်3အေးချမ်းမောင်မျိုးဆက်သည့်အမင်းသားတွေထဲမှာထိုင်းနိုင်ငံရဲ့လူငယ်ပရိသတ်တွေကြားမှာရေပန်အစားဆုံးတစ်ယောက်ကိုပြပါဆိုရင်တော့အေးချမ်းမောင်ကိုခြံထားခဲ့လို့မရပါဘူး။တမီးစိုးဇလန်တွေနဲ့တနိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့တဲ့သူဟောင်းခမိုင်မိုင်နဲ့ယောက်ျားပီသားတဲ့ရုပ်ရည်သွင်ပြင်းကြောင့် ထိုင်းနိုင်ငံကဗီယန်ဇလန်တွဲမင်းသားတွေကိုကြိုင်နေတတ်တဲ့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုပါရရှိခဲ့ရပါဆိုရှယ်မီဒီယာပေါ်မှာသူရဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေဟာထိုင်းစာတန်းတို့တွေနဲ့အတူပြန့်နှံ့လာခဲ့ပြီးတော့ထိုင်းဖန်ပေ့ချ်တွေမှာသူ့ကိုအားပေးရပရိသတ်အုပ်စုတွေတောင်းထွက်ပေါ်လာခဲ့ပါတယ်သူရဲ့သရုပ်ဆောင်မှုတွေကိုကြည့်ပြီးတော့အရင်ခေတ်ကနာမည်ကြီးမင်းသားကြီးဒူရီနဲ့တူတယ်လို့ပြည်တွင်းပရိသတ်တွေကချီးကျူးခဲ့တယ်လို့ထိုင်းပရိသတ်တွေကလည်းသူရဲ့ဆွဲဆောင်မှုရှိတဲ့အကြည့်တွေနဲ့သရုပ်ဆောင်ဟန်ပန်တွေကိုသဘောကျခဲ့ကြပါတယ်ဒါကြောင့်အေဂျင့်မောင် ာထိုင်းနဲ့မြန်မာပူးပေါင်းဖန်တီးမှုတွေပြုလုပ်ဖို့အတွက်အလားလာအကောင်ဆုံးမျိုးဆက်သစ်အမှုပညာရှင်တရားဖြစ်သတ်မှတ်ခံထားရပါတယ်။နံပါတ်1ဝင်းမုံရွှေကြီးမြန်မာရုပ်ရှင်လောကရဲ့ကိကိလိုချစ်စနိုးခေါ်ကြတဲ့ဝင်းမုံရွှေကြီးကမြန်မာနိုင်ငံမှာဆယ်စုနှစ်တခုကြာထိတ်တန်းမင်းသမီးတယောက်အဖြစ်ရပ်တည်နေနိုင်တဲ့သူပါသူရဲ့ကြာရဇာယုတ်ကိုပြည်ပြန်စွာနဲ့တယောက်ဆောင်နိုင်မှုအမြဲတမ်းလန်းဆန်းနေတဲ့ fashion အမြင်နဲ့စက်တည်ရရှိတဲ့အလှတရားတွေကြောင့်ပြည်တွင်းမှာအခိုင်အမာအောင်မြင်မှုတွေရရှိထားသူပါ သူမရဲ့အောင်မြင်မှုဟာပြည်တွင်းမှာပဲရပ်တန့်မနေခဲ့ပါဘူး။2019ခုနှစ်မှာရုံတင်ပြသခဲ့တဲ့လက်ပြဆိုင် The Only Moon ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် Time ပရိသတ်တွေရဲ့အသေးအမှတ်ပြုမှုတွေကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်။နံပါတ်1ပိုင်းတကွန်ဒီစီရင်ရဲ့နံပါတ်1မှာတော့ပိုင်းတကွန်ကကဘာကပါအသေးအမှတ်ပြုခံထားရတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုတွေကထိုင်းတနိုင်ငံနဲ့တောင်မှကအာရှနဲ့ကဘာအဆင့်ထိထိုးဖောက်နိုင်ခဲ့တာပါ။ ူရဲ့နိုင်ငံတကာအဆင့်မြင့်ရန်အမောင်းဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ချိုးစားနဲ့တည်ကြည်တဲ့မျက်နှာထားတွေကြောင့်နာမည်ကြီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီး TV အစီအစဉ်တွေမဂ္ဂဇင်းတွေမှာမျက်နှာဖုံးတက်ဆင်ခံရတဲ့အထိအောင်မြင်ခဲ့တာပါ ထိုင်းမင်းသမီးတဦးနဲ့ရုပ်ရှင်အတူရိုက်ကူးခဲ့ရသလိုထိုင်းနိုင်ငံရဲ့နာမည်ကြီးဘရန်ပေါင်းများစွာရဲ့တန်တမန်အဖြစ်လဲခန့်အပ်ခြင်းခံခဲ့ရပါတယ်။2022ခုနှစ်မှာ TC Calendar ကရွေးချယ်တဲ့ကမ္ဘာအကျော်ဆုံးအမျိုးသားမျက်နှာပိုင်ရှင်အဖြစ်နံပါတ်1နေရာမှာရပ်တည်နိုင်ခဲ့ရကသူ့ရဲ့နိုင်ငံတကာကြော်ကြားမှုကိုအမြင့်ဆုံးရောက်ရှိစေခဲ့ပါတယ်။ပိုင်နီကွန်ဟာမြန်မာနိုင်ငံကိုစားပြုပြီးတော့နိုင်ငံတကာမှာအောင်မြင်မှုရှိဆုံး model နဲ့တရုတ်ဆောင်အဖြစ်ခံခံမမရပ်တည်နေတာဖြစ်ပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့အနုပညာရှင်၃ယောက်ကတော့မြန်မာအနုပ ညာနဲ့အရည်အသွေးနဲ့ဆွဲဆောင်မှုတွေကိုထိုင်းနိုင်ငံအထိတက်သေးပြနိုင်ခဲ့တဲ့ကျယ်ပွင့်နေပဲဖြစ်ပါတယ်။သူတို့အပြင်တခြားထိုင်းနိုင်ငံမှာအောင်မြင်နေတဲ့တခြားသောအနုပညာရှင်တွေရှိသေးရင်လည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရတဲ့တင်ဆက်ရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ Zmaria page ကို like and follow လုပ်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။